အားလုံးပဲမင်္ဂလာပါ ADHFC မှာနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ် English Premier League ပွဲစဉ်ဒီ week 11ရဲ့ဒီပွဲစဉ်တွေကမှဒီပွဲပွဲစဉ်တွေမှာအကောင်းဆုံးဒီပွဲလို့ပြောလို့ရတဲ့တပွဲပေါ့နော် ိုက်ပွဲရဒီ Tottenham Hotspur နဲ့ Manchester United တို့ကစားသွားမယ့်ပွဲလေးဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်လေးအကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာအနေငယ်ဒါသုံးသပ်ချင်ပါတယ်ဗောနော်။ဒီပွဲကိုကျွန်တော်ဒီ Tottenham Hotspur Stadium မှာမြန်မာစံတော်ချိန်ည9:00နာရီမှာရှင်းပြန်ကစားသွားဖို့ရှိပါတယ်။ဒီပွဲစဉ်ပြီးသွားလို့ရှိရင် International Break လာမှာဖြစ်တဲ့အတွက်နှစ်သင်းလုံးကဒီပွဲစဉ်ကိုအကောင်းဆုံး အာရှင်ပြိုင်ပြီးတော့အနိုင်ရရှိဖို့ကြိုးစားသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် ကျွန်တော်တို့ head to head ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးတွေ့ဆုံခဲ့တဲ့ဒီစပားသိန်းရဲ့ကွဲမှာပဲပေါ့နော်ရှင်မယ်ကစားခဲ့တဲ့၃ပွဲမှာဆိုလို့ရှိရင်နှစ်ပွဲကစပားသိန်းနိုင်တယ်အဲဟို၃ပွဲလုံးစပားသိန်းနိုင်ထားတယ်နှစ်ပွဲကကြတော့ဒီကျော်ဒီ Premier League မှာတစ်ပွဲကကြတော့ EFL Cup မှာပေါ့နော် ပြီးသွားတော့ကျော်တို့ဒီပြီးခဲ့တဲ့ ေကျော်ဒီယူရိုပါလိအဖိုင်နယ်မှာဆိုလို့ရှိရင်လည်းစပါးသင်းကမန်ချက်စတာယူနိုက်တက်ကိုအနိုင်ရရှိတာလေအဲ့တော့နောက်ဆုံးတွေ့ဆုံခဲ့တဲ့အချိန်တော်တော်များများမှာဒီစပါးသင်းကမန်ချက်စတာယူနိုက်တက်ကိုအသာရရှိထားတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့နှစ်သိန်းရဲ့ဒီနောက်ဆုံးဒီကာရန့်ဒီနောက်ဆုံးဖောင်ပေါ့နော်ဒီကာဆိုကာရော့ဖောင်ပေါ့နော်ကာရော့ဖောင်မှာဆိုလို့ရှိရင်စပါးသင်းကနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ နှစ်ပွဲနိုင်နှစ်ပွဲရှုံးတစ်ပွဲသရေမန်ချက်စတာယူနိုက်တက်ကတော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာသူတို့က၃ပွဲနိုင်အဲတစ်ပွဲတည်းတစ်ပွဲရှုံးရတဲ့ထွက်ထားတယ်ပေါ့နော်အဲ့ဒီတော့မန်ချက်စတာယူနိုက်တက်ကလက်ရှိဖောင်မှာတော့အနည်းငယ်လေး ပါတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့လည်းနှစ်သိန်းတွဲဆောင်ခဲ့တဲ့အချိန်တော်တော်များများမှာစပါးသိန်းအသာရရှိသွားထားတဲ့အတွက်ဒီပွဲစဉ်မှာဟောဆက်လို့ပြောအသာရရှိသွားမလား။ဒါမှမဟုတ် Manchester United ကပဲအနိုင်ယူနိုင်သွားမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်။ကျွန်တော်တို့ဖြစ်နိုင်ပွဲလူစီးရင်ကိုအဲကြည့်ရမယ်ဆိုရင်ဒီဂိုရော့ကွန်ရဲ့ဒီအဆူရပါတော့ကိုတော့ကောင်းပါတော့သူပြောပြထားတဲ့ရသလို့ရှိရင် စပါးသင်းက ဂိုသမဗီကာရီယိုပါမယ်နောက်တန်းကဒီညာဘက်မှာဆိုရှင်ပက်ထရိုပူရိုပါပြီးတော့ဘက်ဘက်မှာဆိုလို့ရှိရင်ဒေဂျန်စပန်စ်ပါမယ်ကွင်းလက် sorry ဆန်နဘတ်နှစ်ယောက်ကတော့ကျွန်တော်ပုံမှန်တိုင်းမယ်ရိုမဲရိုနဲ့မစ်ကီဗန်နီဗန်ဖြစ်မယ်ပေါ့နော်ကွင်းလက်မှာတော့ဂျောင်းပေါ်လညာနဲ့ဘန်ဒန်ကာဖြစ်မယ်တိုက်စစ်မှာတော့ကျွန်တော်မိုဟာမက်ခူရုစ်ပါမယ်ပြီးရင်ဇာဗီဆိုင်မွန် ဘရန်ဂျွန်ဆင်နဲ့ရီချာလီဆန်တို့ဖြစ်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲပြီးတော့ဒီမန်ချက်စတာယူနိုက်တက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဂိုးသမားကတော့ပုံမှန်တိုင်းပဲလမ်မန်းစ်ဖြစ်မယ်အဲညာဘက်မှာဆိုလို့ရှိရင်သူတို့ဒီ3 4 2 1အဲသူတို့3 4 2 1ကစားခွင့်ရတယ်လို့ရှိရင်နောက်တန်းတော့ရောက်မှာဆိုလို့ရှိရင်ယိုရိုပါမယ်ဒီလစ်ပါမယ်လုခ်ရှော့ပါမယ် အဲဝင်းနှစ်ဖက်မှာတော့ကြော်တင်နေတဲ့အာမက်ကိုပဲဆက်သုံးမယ်ပြီးရင်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ဒါလောက်ပဲပါမယ်။ကွင်းလယ်မှာတော့ကက်ဆမီရိုနဲ့ကျွန်တော်ဒီဘရူနိုဖာနန်ဒက်စ်ကိုတွဲပြီးတော့ရှေ့တန်းသုံးယောက်ကတော့ကျွန်တော်မက်တီးယပ်စ်ကူညာ၊ဘရိုင်အန်မွေးဘွန်းနဲ့ဒီဘန်ဂျမင်ဆက်စကိုတို့ဖြစ်မှာပေါ့နော်။ဒီဖြစ်နိုင်မယ့်လူစင်အရာဆိုလို့ရှိရင်နှစ်သင်းလုံးကအဲတော်တော်ကောင်းတဲ့လူစင်လို့ပြောလဲတော်တော်တောင့်နေပေါ့နော်။လက်ရှိအကောင်းဆုံးနှစ်သင်းလုံးမှာဒီဖြစ်နိုင်မယ့်အကောင်းဆုံးလူစင်လို့ပဲပြောလို့ရတယ်ပေါ့။အဲ့ဒီတော့ ဒီပွဲစဉ်မှာစပါးတင်ရပဲနိုင်သွားမလားမန်ချက်စတာယူနိုက်တက်တင်ရမယ်နိုင်သွားမလားဆိုတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရမယ်အဲကျွန်တော်ထင်ရတော့ဒီပွဲစဉ်မှာစပါးတင်နိုင်သွားလိမ့်မယ်လို့ထင်တယ်အဲ6ရက်မပြတ်တော့ဘူးအဲတကူကုရှင်လောင်းနေပဲเนาะအဲ10ဒါမှမဟုတ်21လောင်းနေပဲနိုင်သွားမယ်လို့ထင်တယ်အဲပြည်သက်တွေနေနဲ့ဟောဒီပွဲစဉ်ကိုအဲ ဘယ်လိုရလဲထွက်ပေါ်လာမလဲဆိုတာကိုအခုရ comment section comment section လေးထဲမှာဝင်အောင်ဆွေးနွေးပြကြပါဦးတောင်းဆိုရင်းနဲ့ပဲကျွန်တော်ဒီ video လေးကိုဒီမှာဆုံးသတ်လိုက်ပါတယ်နောက် video မှာပြန်လဲဆုံးနေကြပါစို့